မြမရိုးရာချင်းလုံးကစားနေဟာတူးတယောက်ကောင်းတဲ့ကစားရတာမဟုတ်ပဲအပေးယူမျက်မျက်နဲ့ညီညီညွတ်ညွတ်လုပ်ကန်ရတာမို့ဒါဟာမြမနိုင်ငံမှာပျောက်ဆုံးနေတဲ့ရင်းချမ်းရေးအတွက်သင်္ကေတတစ်ခုလေလားကနေဒါနိုင်ငံသားတယောက်ကရန်ကုန်မြို့မှာရင်းချမ်းရေးမှာချင်းလုံးစိတ်သက်ရှိစေခြင်းနဲ့လို့ပြောပါတယ်အစိုးရနဲ့လူနည်းစုတိုင်းရင်းသားတွေကြောင့်ပြိပခတွေရှိနေတာကြောင့်မြမချင်းလုံးရဲ့အားလုံးပူးပေါင်းဆောင်ရွက်ရတဲ့စိတ်ဓာတ်မျိုးရှင်သန်စေခြင်းနဲ့အနေနဲ့ မက်လာ၂ရက်နေ့ကမြန်မာငင်းချင်းရေးစင်တာမှာချစ်ကြည်ရေးချင်းခပ်ပွဲကိုကစားခဲ့ကြပါတယ်။မြန်မာနိုင်ငံချင်းလုံးအဖွဲ့ချုပ်ကလက်ရွေးစင်တွေနဲ့ကနေဒါနိုင်ငံသားတို့ပူးပေါင်းကစားကြတဲ့ဒီချစ်ကြည်ရေး ကစားပွဲကိုကနေဒါတပ်မတ်ကြီးပါဝင်ဖိတ်ကြားထားတဲ့ဧည့်သည်တွေတက်ရောက်ခဲ့ပါတယ်။ More so than any other sport, I think Chinlon is an ideal tool to to bring people together and for people to have a a model a way for how to work with each other, uh, how to relate with each other. So in Chinlong, we have unconditional support for each other, and we're trying to achieve oneness as a team, and we're striving for excellence and beauty. ကနေဒါတမကြီးကဆိုပါတယ်ရင်းချမ်းရေးစင်တာကဥအောင်နိုင်ဦးကတော့ရင်းချမ်းရေးနဲ့ တဟဇာတဖြစ်ရေးကိုဦးစားပေးလိုတာကြောင့်ရိုးရချင်းလုံးခက်ကစားနည်းကိုကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်။ကနေဒါနိုင်ငံနဲ့မြန်မာနိုင်ငံဆက်ဆံရတော်တော်လေးအေးဆက်ဆက်နဲ့တော်တော်စိတ်ဝင်စားကရှိခဲ့တဲ့အတွက်သူကမြန်မာနိုင်ငံပြန်လေပြီးတော့ဒီလိုပွင့်လင်းလာတဲ့ချိန်မှာပထမဦးဆုံးစာမကြီးဖြစ်ဟုတ်လားစာမကြီးဖြစ်ပထမဦးဆုံးဟလာခန့်အပ်ခံရတဲ့အခါမှာသူကလည်းခုနနိုင်ငံချစ်ကြည်ရေးလူလူချင်းပြည်သူချင်းဆက်ဆံရေးကိုပို့ပြီးတော့လမ်းလို့ချင်တယ်အရင်တော့ကနှွေးထွေးတဲ့ လာဟိုဆက်ဆံရေးပြန်လုပ်ချင်တယ်အဲ့လိုလုပ်တဲ့ကောင်မှာဒီတစ်ခင်းတော့ဒီငင်းငင်းရေးနဲ့ခုနတဟဇာတာဖြူဦးစားပေးတဲ့ခုနချင်းလုံးကိုချင်းလုံးခတ်တဲ့ Great Hamilton ကိုခေါ်လာပြီးတော့မှဒီလိုလုပ်တာဖြစ်ပါ